create a thin volume surface thin volume surface เนาะရှင်းရအောင်ဆိုလို့ရှင်မတို့က thin surface ဆိုရင် thin surface ကို ဖန်တီးဖို့တယ် thin volume surface ဆိုတာဘာလဲဆိုလို့ရှင် surface နှစ်ခုကိုခြားနားလိုက်တယ်ဥပမာ existing ground surface ရဲ့ design surface ရဲ့အဲ့နှစ်ခုကိုခြားနားလိုက်ပြီးတော့ filling cutting volume တံပိုးတွေဘယ်လောက်ထွက်လာမလဲဆိုတာကိုအဲအလိုလျောက်တွက်တဲ့ surface ကို thin volume surface လို့ခေါ်ပါတယ် ီတော့မှာတော့ tin volume surface ကိုဖန်တီးကြည့်ကြမယ်ဖန်တီးဖို့အတွက်ဘာလိုလဲဆိုတာကိုကြည့်ကြည့်အောင်ဒီသင်ခန်းစာမှာဆိုလို့ရှင်ကြတော့မှာတော့ကအဲဒီ surface အသစ်ကိုဘာလို့ဖန်တီးမလဲဘာ surface လဲဆိုလို့ surface တက်ကိုဖန်တီးမလဲဘာအသုံးပြုပြီးရောလဲဆိုတော့ feature line and break line feature line feature line ကိုတဲ့ feature line ဆိုရင် line မျိုးစားရှိရပါတော့เนาะအဲ့ feature line ကို break line အနေနဲ့ surface တွေကိုထည့်မယ်အဲ့လိုနဲ့ surface အသစ်တစ်ခုဖန်တီးမယ်အဲနောက်ပြီးရင် tint volume surface ဖန်တီးမယ်ပြီးတော့ဒီ surface နှစ်ခုကိုတုံးပြီးတော့ tint volume surface ကို compare လုပ်ကြည့်မယ်ဒီတော့အရင်ဆုံးမတို့က file 0209 dwg file ကိုဖွင့်လိုက်ပါမယ်0209 dwg file က d file ပဲဒီထဲမှာဘယ်နေရာလေးကပြောင်းလဲသွားလဲဆိုလို့ရှိရင် ဒီ file လေးထဲမှာဘာရှိလဲဆိုတော့မတို့ဒီဒီဒီနားလေးမှာပေါ့နော်ရေကန်လေးတစ်ခန်းတူးခြင်းတယ်ရေကန်တစ်ခန်းတူးမယ်အဲ့လိုတူးဖို့အတွက်ကိုဟိုလေယာ on off တာရေးအဲ့လေယာလေးကိုတော့အရင်ဖွင့်လိုက်အောင်ပေါ့နော်လေယာကဘာလေယာလေး PDF ထဲမှာကြည့်လိုက်လေယာက tin volume hid ဆိုတဲ့လေယာလေးကိုအဲ့ဒီ freeze လောက်ထားတာလေးကိုဖွင့်လိုက်မယ် tin volume hid ဒီဆိုဒီအောင်ရှင် t t ဒီမှာဒီ layer လေးเนาะ tin volume hid ဆိုရဲဒီ layer လေးကို freeze ကိုဖြုတ်ပေးလိုက်ပါမယ်ဒီလေးထည့်လိုက်ယူ Okay ဒါဆိုရင်ဒီနားလေးမှာဒီနားလေးမှာ line လေးဟိုဟာ line လေးနှစ် line ထွက်လာမယ်เนาะပိုလီ line ရယ်ဒီ feature line ရယ်ဒီပိုလီ line ကကြည့်ကြည့်အောင် elevation ပါတယ်เนาะ ဒီပိုလီလိုင်းကိုဆက်လက်မှတ်လိုက်တဲ့အနေအထားမှာ property တင်မှာ elevation 176ဆိုတဲ့ elevation ရှိမယ်။အဲ့ဒါရင်နောက်ပြီး feature line feature line မှာလည်းသူက feature line ကကြတော့ elevation ကဒီ line တွေကဟို elevation တစ်ခုလည်းမဟုတ်ဘဲနဲ့သူက point တွေပေါ်မူတည်ပြီးတော့ elevation တွေအပြောင်းလဲဖြစ်နေတဲ့ feature line ပေါ့နော်။အဲဟုတ်ပြီဒီနောက်ကို 3D view ကနေကြည့်ကြည့်မယ်နော်။ object view ကနေ object view ကနေပြပြရမယ်ဆိုရင် ဘူးလူဆောင်းဆောင်းလေးဖြစ်နေရပါဘူးအဲ့ဒီ line နှစ်ခုကိုအသုံးပြုပြီးတော့ရင်ဆုံး surface တစ်ခုဖန်တီးမယ် surface က volume surface ကိုဖန်တီးဖို့ဆိုရင် surface နှစ်ခုလိုတယ် existing ground ရဲ့ design surface ရဲ့အခုမတို့က existing ground ကရှေ့ရတင်ငန်းစာတွေမှာဖန်တီးခဲ့ပြီးသားဆိုတော့ design surface ကိုဖန်တီးပါမယ်ဒီဟာကိုဖန်တီးဖို့အတွက်ကို design surface ဖန်တီးဖို့အတွက်ကို surface နောက်တစ်ခုအစ်စ်ဖန်တီးပါမယ် ဒီတော့ surface ရဲ့ပုံမှာ right click နှိပ်ပြီးတော့ create surface create surface ကိုခံနေမယ်နော် to space prospector tab တဲ့က surface ပုံမှာ right click နှိပ်ပြီးတော့ create surface create surface ပုံမှာ okay မတို့ surface နာမည်လေးကြည့်ကြည့်ရအောင်မယ် surface နာမည်က walk ဆိုပြီးပေးလိုက်မယ်ဒါတော့ကိုအဆင်ပြေရပေးပါဦးနော်ဒီပုံမှာ w o r k walk ဆိုပြီးတော့ ဆောင်ဖြစ်ရဲ့ဟောက်လုပ်ပေးလိုက်မယ်သူ့ရဲ့ဒီဇိုင်းကတော့ဒီနှစ်ပေးစဲပေး display style နဲ့ပဲဒီအဲ့ဒါ surface တခုတော့အစ်စ်နာမည်ဖန်တီးလိုက်ပြီးဒီမှာ walk ဆိုရယ် surface လေးဒီဘက်ထဲမှာအစ်စ်ပေါ်လာပြီဒီထဲကို data ထည့်မယ် data ထည့်မယ်ဆိုတော့ဗာ data လဲဆိုရင်မှတော့ဒီဒီ line နှစ် line ကိုထည့်မယ် line နှစ် line ကို feature line uh, sorry ဟိုအနေနဲ့ break line အနေနဲ့ထည့်မယ်နော်အဲ့လိုဘယ်ထည့်ရသွားထည့်ရမလဲဆိုရင် definition အောက်မှာစ work ရဲ့ definition အောက်မှာ break line အနေနဲ့ထည့်ပါမယ်။ဒါလဲဆိုရင်ဒီ line နဲ့ဒီ line နဲ့ကို break line အနေနဲ့ထည့်မယ်။ break line at ဆိုပြီးတော့ဒီမှာ음ငါတို့ fee နာမည်ရောရေးလဲရမယ်ရေးလဲရတယ် fee feature မို့လို့ fee ဆိုပြီးတော့ရေးလိုက်မယ်။ okay နဲ့ဒါရေးဒါရေးကိုဆက်လုပ်မယ်။ဆက်လုပ်ပြီးတော့ထည့်လိုက်ပြီနော်အခု။ ့ပြီးစင်လို့ကြည်အောင်လွဲမှာဆိုလို့ချားလိုက်ဆိုရင်နံပါတ်ပြပြီးရောဒီနှစ်လိုင်းကိုဆလတ်လုပ်ပြီးရောဒါခောက်လိုက်မယ်โอเคအဲ့ဆိုရင်ငါတို့ surface နောက်တစ်ခုရသွားရင်နော်နောက်တစ်ခုရသွားရင် surface ကိုကြည့်ကြည့်အောင် model view ကနေဒီပုံစံ surface လေးနောက်တစ်ခုရသွားပြီနော်အဲ့နှစ်ခုရတာအခု login နဲ့ surface ကနှစ်ခုရသွားပြီဆိုတော့ မတော်ရည်ရွယ်ချက်ဖြစ်တဲ့ tin volume surface ကိုဖန်တီးပါမယ် tin volume surface ကိုဖန်တီးဖို့ကလေအဲဒီ two space prospector တက်ထဲကပဲ surface ပေါ်မှာ create right click နဲ့ပြီးတော့ create surface နဲ့ပဲဆက်သွားပါမယ် create surface ဒီနေရာမှာပြောင်းလဲဝါပါလဲဆိုလို့ရှိရင်ဒီနေရာမှာလေဒီ type နေရာမှာအမြဲ tin surface က default default ဖြစ်နေရပါတော့ဒါကိုမတော်ကဒီတစ်ခါ tin volume surface ဆိုတဲ့ဒီအောက်ဆုံးက volume tin volume surface ဆိုတဲ့ ဟဲ့ရွေးစရာလေးကိုရွေးပြီးတော့ထည့်ပေးပါမယ်နော်ဟုတ်ပြီရင်ဒီညမှာနမဲအသက်ပေးမယ်ပြီးရင် okay နေမယ်တင် volume surface ကိုရွေးမယ်နမဲကတင်ဆော volume surface ပြီးနမဲက vol ဆိုပြီးပေးလိုက်မယ်နော်ညမှာ vol ဒီမှာ ਨੇ တတိထားမိလိုက်လားမသိဘူးဒီတင်ဗော်လင်း surface ကိုရွေးလိုက်တဲ့အခါမတို့ရဲ့ဒီ setting တွေကဘောနော properties အောက်မှာရေးထားတဲ့ setting တွေကပြောင်းလဲသွားတာတွေ့ရတယ်ရှိရအောင်မှာဆိုရင်မတို့က tin surface ရိုးရိုး tin surface ပဲဆိုရင်အပေါ်ကဒီ information တော့ပဲပါမှာအခုကကြတော့ volume surface နဲ့ပတ်သက်တဲ့ရွေးစရာတွေပါထပ်ပြီးပေါ်လာတယ်အဲ့ဒါပါလဲဆိုလို့ရှိရင် तू က surface နှစ်ခုကို तू က comparison လုပ်ရမှာမို့လို့ base surface ဆိုတာရှိရယ် comparison surface ဆိုတာရှိရယ်နော် အဲ့ပြီးတော့ factor တွေရှိမှာပေါ့နော် cut factor fade factor ဒီမှာတော့မလို့ဝင်နေပဲသွားမယ်တကယ်လို့ကိုလုပ်ငန်းခွင်တကယ် project တွေထဲမှာ cut factor fade factor ရှိရင်တော့ဒီနေရာမှာထည့်လို့ရပါတယ်အခုကတော့ဝင်နေပဲသွားကြမယ်เนาะဒီနေ့ကူလုံး 1နဲ့ပဲသွားမယ်အဲ့တော့ base surface comparison surface ဆိုတာဘာလဲဆိုတော့ base ဆိုတာကျတော့အခြေခံမှာကဘယ်ပုံမှာအခြေခံမလဲဆိုရင် surface ကိုရွေးရမယ် comparison surface ဆိုတာကျတော့ design surface ကိုပြောတာပါတော့ဒီမှာကျတော့မှာတော့ EG ဆိုတဲ့ existing ground surface ကိုရွေးလိုက်မယ်ဒီဒီမှာကျတော့ခုနဖန်လိုက်တဲ့ walk ဆိုတဲ့ surface ကိုထည့်မယ်နော်ဒီတော့ရွေးပါမယ်ရွေးဖို့တော့ဒီပုံမှာ လေးတစ်ချက်နှိပ်ပြီးတော့ဒီလိုအဆက်ကလေး30ပေါ်လာတဲ့နေရာမှာနှိပ်မယ်နှိပ်ပြီးတော့ဒီ eg surface ကိုရွေးလိုက်ပါမယ် okay ဒီ comparison surface ကကြတော့ design surface ဖြစ်တဲ့တော့ work ကိုရွေးမယ်ပြီးတော့ okay ကိုနှိပ်ပြီးတော့သွားပါမယ်ဒီတော့ဒီမှာ volume surface ဆိုတာလေးအစ်စ်ပေါ်လာတွေ့ရမယ်နော်ဒီမှာခုနက EG ရဲ့ work ရရှိခဲ့တဲ့အခု volume surface ဆိုတာလေးပေါ်လာရယ်နော်ဒီမှာဆိုရင်ကြည့်ရင်သိတာရယ်။ volume surface လေးရဆိုရင်သူကသူ့ကိုပြတဲ့ ဒီ design ဟိုဟာ signature လေးอ่ะမတူဘူးเนาะဒီမှာတော့ကြာတစ်မျိုးဒီမှာတစ်မျိုးအဲပြီးတခြားအဲ corridor ကထုတ်တဲ့ surface ဆိုလို့ရှိရင်လည်း design လေးอ่ะတစ်မျိုးအဲလိုမျိုးလေးခွဲကြပြီးပြထားတာဟိုတတိထားပြီးကြည့်ကြည့်ရင်မြင်နိုင်ပါလေ Okay ဒီဆင်းနေလည်းပြီးွား EEG comparison surface design work ဒီ cut fatta fe fatta တော့ဝန်းနေပဲထားမယ် okay အဲ့ဆိုရင်မတို့ကဒီ design volume surface ဆိုတော့ ညီကြီးတန်ကိုးတွေကိုတွက်တဲ့ကတကတ်ကတ်တင်းဘောလင်းဘလောက်ထွက်မလဲဖီလင်းဘောလင်းဘလောက်ထွက်မလဲဆိုတာကိုအဲတွားကြည့်လို့ရတယ်။တွားကြည့်လို့ရတာကိုဘယ်ထဲကသွားမလဲဆိုရင်ဒီ volume ပေါ်ဆိုတဲ့ surface ပေါ်မှာ right click နှိပ်ပြီးတော့ surface property ဆိုတာနှိပ်လိုက်မယ်။ surface property နှိပ်လိုက်ရင်ဒီ window ကျလာတဲ့ထဲမှာတော့နောက်ဆုံးက statistic static statistic เนาะ statistic တော့ကိုသွားမယ်။သွားတော့ဒီထဲမှာ volume ဆိုတဲ့ plus mark လေးကို နှိမ့်လိုက်တယ်ဆိုလို့ရှိရင်ဒီ tab statistics test တွေက tab တွေကဒီမှာကြည့်ကြည့်မယ်နော်သူနဲ့ပတ်သက်တဲ့ information တွေရှိရယ်အဲအရင်ဆုံး cut volume cut volume တလောက်ကျူပိရက်ထွက်မယ်တဲ့ fill volume တလောက်ကျူပိရက်ထွက်မယ်ပြီးတော့အသက်တင် cut နဲ့ fill နဲ့ကိုခြားနားလိုက်မယ်ဆိုရင်အသက်တင်လိုတဲ့တန်ဖိုးပေါ့နော် fill လောက်ရမယ်အဲဒီမှာဆိုရင်ကြည့်ကြည့်လိုက်ကွာမတို့ကဖြတ်ထုတ်လိုက်လို့ရတဲ့အရေးကြီးက26.21ကျူပိရက်ရမယ် ပြန်ဖို့ရမယ်မြေကြီးက2000ကျော်ရှိနေရဆိုတော့မတော်မြေကြီးကလိုတာပေါ့နော်လိုတော့ fail လောက်ရမှာကဒီလောက်လိုတယ်တဲ့2000 2000 sorry 2200တစ်ဆက်နေတသမာ9ကျုပ်ရဲ့လိုတယ်ဆိုပြီးပြောတယ် okay အဲ့လိုမျိုးပေါ့နော်ဒီအသက်တင်တန်ဖိုးကဘယ်လောက်ဆိုတာမျိုးဒီတဲ့ information တွေမှာကြည့်လို့ရတယ် cut factor fade factor ဘယ်လောက်ထားတာလဲကြည့်လို့ရတယ်ကိုယ့်ရဲ့ base surface comparison surface ကဘာ surface တွေဖြစ်နေလဲဒီမှာဒီ depth ထဲမှာလာပြီးတော့ check လုပ်လို့ရပါတယ် โอเคအဲ့လို check လုပ်လို့ရတယ်လို့ခဏခဏဒီလိုမျိုးဒီ tab တွေကိုဝင်ပြီးတော့မဖွင့်ကြအောင်ကိုက table အနေနဲ့ကိုရဲ့ volume table ကို ထုတ်ထားခြင်းလည်းလက်ထထုတ်ထားလို့ရပါတယ်အဲ့ဒါဘယ်ထဲမှာထုတ်ထားရမလဲဆိုလို့ရှိရင် anal analyst tab တွေဟုတ်တယ်ဒီထဲကအနလစ်တပ်တဲ့က volume dashboard ဆိုတာလေးရှိရဲ့ analyst step တွေက volume dashboard နော်ဒီ volume dashboard လေးကိုနှိပ်ပြီးတော့ထုတ်လို့ရပါတယ်အဲ့ dashboard လေးကိုနှိပ်လိုက်ရင် window တစ်ခုကျလာမယ်ဒီ window ဒီ window ထဲမှာဆိုရင်တော့ဆယ်မှာတော့ဘာမှမရှိဘူး cut cut ရယ် fail ရယ် information တွေဘာမှဝင်မနေသေးဘူးအဲ့အတွက်မှာတော့ထည့်ပေးရမယ်ပေါ့နော်ဒီတဲကို information ထည့်ပေးမယ်ဆိုရင်ဒီ plus mark လေး at volume surface ခုနကဖန်တီးထားတဲ့ဒီ volume ဆိုတဲ့ဒီ volume surface လေးကိုဒီလိုလာထည့်လိုက်ရင်သူကဇာတ်ထုတ်ပြီးဖို့လုပ်ငန်းစဉ်တွေထပ်ပြီးပြပေးမှာပါ at volume surface ဆိုလေးနေလိုက်မယ်နေလိုက်ရင်ဒီမှာဒီအခု load တယ်မှာတော့ဒီ project မှာတစ်ခုပဲရှိသေးလို့ for VOL ဆိုတဲ့ volume surface လေးတစ်ခုပေါ်လာတကယ်လို့နောက်ပိုင်း project ဒီလုပ်ငန်းခွင်မှာလုပ်လို့ရှိရင် surface ဒီအများကြီးရှိရင်အဲ့ဒီအမှာကိုလိုရာကိုရွေးပေးရမှာပါ okay ဝင်သွားပြီနော်ဒီမှာတွေ့လာမသိ VOL ရှိမယ် cut factor favor factor ပြီးတော့အဲ square fee ကဘယ်လောက်ရှိရဲပေါ့နော် အဲဒီမှာကြည့်ကြည့်လိုက်အယောင်နဲ့လည်းကြည့်လို့ရတယ်နော်အယောင်နဲ့ကြည့်ကြည့်မယ်ဆိုလို့ရှိရင်လေဒီမှာ cut gear fail ရ cut က26ဒုတမ1တက်ပဲရှိတော့ဒီအနီရောင်လေးကပစ္စည်းလေးပဲအတန်းလေးကလေဒီပုံပစ္စည်းလေးပဲမြင်ရတယ် fail လဲကြောက်ရော fail fail ကအများကြီးရှိရယ်နော် fail ကအများကြီးပဲ2000ကျော်ရှိရတဲ့ဒီအစိမ်းရောင်ကြီးကအများကြီးပေါ့နည်းအယောင်လေးနဲ့လည်းဒီလိုခွဲခြားပြီးတော့မြင်နိုင်တယ်လို့စာနဲ့လည်းဝင်ပြီးတော့စစ်ဆေးလို့ရပါတယ် okay အဲ့ဒီ ထွက်လာတဲ့ဒီ data ကိုပေါ့နော်ဥမာတော့ table အနေနဲ့ထုတ်ချင်ရင်ဒီ a+ လေးကိုနှိပ်ပါမယ် a+ လေးကိုနှိပ်ပြီးတော့ကိုနှစ်သက်ရနေမှာ clear ချက်ချလိုက်ရင်ဒီဇာတ်လေးကဒါကပြီးသွားဆိုပြီးဒီ check mark ကိုနှိပ်ပြီးတော့ထွက်လိုက်မယ်ဒီမှာ cut face summary ဆိုပြီးတော့ name ကအဲ name က volume ဆိုတဲ့ name နဲ့ cut factor 1 face factor 1အဲ second area ပေါ့နော် area တွေကဒီဒီရေကန်လေးတူဖို့အတွက် area က ဘလောက်ပေါ့နော်ဒီတေးရဘလောက်ပြီးတော့အဲပြီးရင်ကတ်ရဖေးရကဘလောက်ကျုပ်ရထွက်မယ်အဲအတတင်း net ကျုပ်ရကဘလောက်နောက်ဆုံးမှာလိုအပ်တာမလို့ fill အဲ fill လိုအပ်တာမလို့ fill ဒီလိုမျိုး information တွေကိုထုတ်တဲ့လုပ်ငန်းရှင်တွေကဒီအဲ tin volume surface ရဲ့လုပ်ငန်းရှင်တွေမှာပါပါတယ်နော်ဒီတော့ပြီးသွားပြီเนาะอืม အဲ့ပြီးတော့မတို့ boundary boundary ထည့်တဲ့အရာလေးသွားပါမယ် boundary ကကျတော့ boundary ပြန်ထည့်မယ်ဘာကြောင့်လဲဆိုတော့ဒီမှာလေး tin volume ဒီ volume ဆိုတဲ့စာပေစုမှာဆက်လက်လုပ်လိုက်မယ်ဆက်လက်လုပ်ရတော့ဒီမှာတွေ့ရလားမသိမှန်တကယ်ဒီ ठी ပဲမှာတော့လိုတာကွာအဲ့ဒါကို तू ကအဲ surface ဖန်တီးမှုအရာပေါ့နော်အလိုလျောက်ဒီလိုမျိုး ဖြစ်သွားတဲ့အခါလည်းရှိရသည်အပြင်မလိုတဲ့နေရာလိုင်းကိုရောက်သွားရှိရအဲ့တော့မှတော့သူ့ရဲ့ boundary ကဘယ်ဟာပါဆိုတာကိုပြန်ပြီးတော့တတ်မှတ်ပေးဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေမှာဆိုရင်အဲ့တော့ဒီဟာကိုသူ့ boundary ကိုတတ်တတ်မှတ်မှတ်ပြန်တတ်မှတ်ပေးဖို့အတွက်ဒီ line ဒီ surface line ဒီ sorry ဒီ feature line က boundary ဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောဖို့အတွက် boundary အနေနဲ့ထည့်ပါမယ်အဲ့ဒါကိုဒီ volume နဲ့က definition ကိုပြန်ပြီးတော့ဖွင့်ချလိုက်မယ် volume နဲ့က definition တိရအောင်ဖွင့်ချပြီးတော့သူ့ကို boundary ထည့်ပါမယ် boundary ပုံမှာ right click name add ကနေပြီးတော့음သူက feature line ကို fit ဆိုပြီးရေးလိုက်တယ်ပြီးတော့ okay ကနေဒီမှာနှစ် line ရှိရတယ်က feature line เนาะရွေးလိုက်ရင်အဲ ဒီ volume surface တွေကို select ပြန်လုပ်ကြည့်မယ်ဆိုဒီမှာ तू ကဒီမော်ဒယ်လိုချင်တဲ့ဒီကိုယ်ရည်နေနေရာလေးအတိုင်းဖြစ်သွားပါပြီအဲ့ဒါကတင် volume surface တွေ boundary ခဲ့တယ်နေပါနော် volume touch ပုတ်တယ်မှာလေအဲ့ကြရင်ဟောပြောင်းသွားတော့သွားပြီး check လုပ်ကြည့်ပါဆိုတော့221.19ဒါကပြောင်းလဲသွားတာကြည့်ကြည့်အောင်221.19ကလည်း221 14ဖြစ်သွားပြီပေါ့နော်ဒီမှာ2212ရှိရတာတော့ရခဲ့အဲရှိရရခဲ့ဟာကိုမတို့ကအခုအဲသူ့ boundary ပြန်ပြောင်းလိုက်တာဆိုတော့လေပြောင်းသွားတဲ့အနေအထားကိုထပ်ပြီးတော့ထုတ်ပြမယ်ဆိုရင်ဒီမှာ2214.16ဆိုရဲဒီအတတင် volume ပေါ့နော်ပြန်ပြောင်းလိုက်သွားတာကိုတွေ့ရပါလိမ့်မယ် okay ဒါတော့တင်ဗိုလင်းဆာဖိစ်စစ်တင်ရစားပါဒီတော့ ဒါကဒါကို PDF လေးနဲ့တစ်ခေါက်ပြန်ပြီးတော့နှွေးကြမယ်။ Create a thin volume surface ဆိုတဲ့အကြောင်းကိုပြောပါမယ်။ဒီမှာဆိုလို့ရှိရင်အမတို့က thin volume surface ဆိုတာပါလဲဆိုရင်မြေကြီးတန်ဖိုးတွက်တာလေးမှာအများဆုံးသုံးပါတယ်။အဲ့ဒီတော့ thin volume surface ဖန်တီးဖို့ဆိုလို့ရှိရင် surface နှစ်ခုကို comparison လုပ်ဖို့လိုတယ် existing ground ရဲ့ design surface ရဲ့အဲ့နှစ်ခုဖန်တီးထားမှ tin volume surface ဖန်တီးလို့ရပါမယ်ဒီတော့ 0209kwg file ဖွင့်လိုက်တယ်ဖွင့်နေပြီးတော့ဒီ design service ဖန်တီးဖို့ဒီ line line ကိုပေါ်ဖို့အတွက် tin volume hid ဆိုတဲ့ layer ကို online မှာ online ဒီခရမ်းရောင်လိုင်းလေးပေါ်လာတဲ့အချိန်မှာ surface အသစ်တစ်ခုဖန်တီးမယ် create surface နာမည်က work နဲ့ surface ဆိုပြီးဖန်တီးလိုက်မယ်ပြီးရင်ဒီ work ဆိုတဲ့ surface လေးပေါ်ပေါ်လာပြီပေါ်လာတဲ့အချိန်မှာ definition ကိုဖွင့်ချလိုက်ပြီးတော့မတို့အဲ့ line နဲ့ line ကို break line နေနဲ့ထည့်ဖို့အတွက် break line add လုပ်တယ်လုပ်ပြီးတော့နာမည်ကို description မှာ feature လို့ပေးလိုက်တယ်ပေးလိုက်ပြီးတော့အဲ့ line နဲ့ line ကိုတစ်ခါချင်းစီ click ဟိုဒါကလစ်ဒါကလစ်ပြီးအန်တာခောက်လိုက်ပေါ့နော်အန်တာခောက်လိုက်ရင်အဲ့ဒီထဲမှာဒီ work ဆို service ဆိုပြီးသွားပြီအဲ့တော့ design surface ရဲ့ existing ground ရဲ့ပြီးသွားပြီဆိုလို့ရှိရင် basis လုပ်လို့ရတယ်ဆိုရင် volume surface ဖြန်တီးလို့ရပြီဒီတော့ surface တဲ့မှာ create surface ဆိုတာကိုခွင့်ချလိုက်တယ်ဖွင့်အာ create surface ကိုပြန်နှိပ်လိုက်တယ်နှိပ်ပြီးတော့အောက်ဆုံးမှာ tin volume surface ဆိုတဲ့ရွေးချယ်လေးရွေးမယ်ရွေးလိုက်ပြီဆိုရင်ဒီပေါ်ကဒီမှာပြထားတဲ့ tools တွေက နောက်နောက်တစ်ခုပေါ့နော်ကြာလာတယ် volume surface နဲ့ပတ်သက်တဲ့ asset တွေနေကြာလာတယ်ဒီမှာနာမည်က VOL လို့ရေးမယ် base surface ကပါလဲဆိုရင် EG comparison surface က work base surface က EG comparison surface ကပါလဲ work ကိုရေးလိုက်ပြီးပြီးတော့ဒီမှာတော့ cut factor face factor က1နဲ့ပဲထားမယ်အဲ့လိုနဲ့ surface တုံးခုလုံးပြီးသွားရောအဲပြီးသွားပြီဆိုလို့ရှိရင်မတို့ကမတို့ရဲ့ volume surface ရဲ့ တံပိုးတွေမြေကြီးတံပိုးကတင်တံပိုးဖီလင်တံပိုးဘလောက်တွေကျုပ်ပိတ်ရိုက်ပြီးရနေလဲဆိုတာကိုသွားပြီးစစ်ဆေးကြည့်ကျင်တယ်။ပြီးတော့ surface property တွေက statistics ကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ cutting volume, filling volume, ပြီးတော့ net volume ဘလောက်ဆိုတာကိုဒီမှာတွေ့ရပါလိမ့်မယ်။ပြီးရင်ဘာ surface တွေသုံးတာလဲ cut factor, fill factor ဘလောက်လဲဆိုရဲ information တွေမြင်ရပါလိမ့်မယ်။ဒီလိုမျိုးခဏခဏဖွင့်မကြည့်ကျင်ပဲနဲ့ဟိုတက် table အနေနဲ့ထုတ်ကြည့်ခြင်းရဲ့ analyst step ထဲက volume volume dashboard ဆိုရဲ ဒီခလုတ်လေးကိုနှိပ်လိုက်မယ်ထိပ်ပြီးတော့ဒီကနေပြီးတော့ဘဲဖို့ဘဲဖို့လင်းစားဖိလဲဆိုတာကိုခေါ်လိုက်မယ်ခေါ်ပြီးရင် okay အဲ့ဆရာလေးကိုမှတို့ကအပေါ်အပြင်မှာထုတ်ကြည့်ကျင်တယ်ဆိုလို့ရှိရင်ဒီ A+ ဆိုတဲ့အမှတ်ကလေးကိုနှိပ်ပြီးတော့ပေါ့နော်ထုတ်ကြည့်လိုက်ရင် table အနေနဲ့ထွက်သွားလိမ့်မယ် okay အဲ့ဆိုရင် volume volume ကနေပြီးတော့ဒီ definition နဲ့မှာဘာဆက်လုပ်မှာလဲဆိုတော့ boundary ထည့်ကျင်တာကွာ boundary ကလေရှေ့မှာဟဲ့တခါပြောလို့ပဲ तू က ီလိုလေးကိုယ်နေရနေရာလေးရှိရဟာဟိုအတွက်ဒီ line နဲ့ဒီ line နဲ့လည်းဆက်မဲ့ထင်ပြီးဒီလိုမလိုတဲ့ line ကဆန့်ပြီးနေရပေါ့အဲ့လိုမှမဟုတ်ဘူးမတော့ဒီအကိုအတိုင်းလေး boundary တတ်မမှတ်လုပ်ချင်တာဆိုပြီးတော့ဒီ line ကို boundary နေနဲ့အဲ volume surface တင်မှာလာထည့်မယ်အဲ့တော့ boundary ကိုထည့်ပါမယ် boundary ကို add လုပ်ပြီးတော့ feature line ကို boundary outer boundary နေနဲ့ထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ dashboard ကိုပြန်ကြည့်ရောအဲဒီဟာပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ် okay ဒီတင်ငန်းစာကအဲဒီတင်ငန်းစာကဒီလောက်ပါပဲ မိကွန်လေးဖြည့်ကြည့်ရအောင်မိကွန်ကဒီတစ်ခါတော့ truth for မိကွန်ပဲ tin volume surfaces calculate a grading volume နဲ့ between a base and comparison surface tin volume surface ကတဲ့ grade volume တွေကိုဘယ်လိုတွက်လဲဆိုလို့ရှိရင်နဲ့ base နဲ့ comparison surface နှစ်ခုကိုလည်းတွက်တာပါတဲ့အဲ့ဒါမှန်တယ်နော် base နဲ့ comparison နှစ်ခုနဲ့တွက်တာမှန်တာမို့လို့ true ကိုယူလိုက်မယ် ိအစဉ်ဒီတင်ကန်းစာလည်းဒီတင် volume surface create လုပ်တဲ့တင်ကန်းစာလည်းပြီးသွားပါပြီနောက်တင်ကန်းစာမှာပြန်ဆုံးပါမယ်